အသွင်းခံတခိုးလာပြန်ပြီရှင်အမျိုးသမီးတူကသူ့ရဲ့အိမ်ထဲမှာသူအဝတ်တွေလျှော်တယ်ပြီးတော့အိမ်ရှိမှလမ်းထားလိုက်တယ်ရှင်သူ့ရဲ့အိမ်ဝိုင်းထဲမှာသူလမ်းထားတာနော်သူလမ်းပြီးသူလည်းဝင်အိတ်လိုက်တယ်နည်းနည်းသူပြန်ထလာတော့သူ့အဝတ်တွေကိုသူယူသိမ်းဖို့လုပ်တော့သူ့ရဲ့အသွင်းခံပုံးပြီးတကတထဲမှမကြံတော့ဘူးပျောက်သွားတယ် သူလမ်းထားတာကအတွင်းခံမဲမဟုတ်ဘူးအခြားတီရှက်အင်ဂျီတဲ့အင်ဂျီအများကြီးလမ်းထားတဲ့မင်းကလေးအင်ဂျီရောယောက်ျားလေးအင်ဂျီရောတပေမဲ့သူ့ရဲ့အတွင်းခံတမျိုးပဲပျောက်သွားတယ်ရှင်ဒါကြောင့်သူ့ရဲ့အိမ်ရှိမှာ CCTV ရှိရဲ့သူကအဲ့ဒီ CCTV ကိုပြန်ကြည့်လိုက်တော့သူ့ရဲ့အတွင်းခံကိုဝင်ခိုးတဲ့သူရှိတယ်ခိုးတဲ့သူကအမျိုးသားဖြစ်တယ်ရှင်ပုံထဲကအမျိုးသားပဲအဲ့ဒီအမျိုးသားကဒီခရဲ6လပိုင်း23ရက်နေ့ညနေ7:00နာရီခွဲအချိန်လောက်မှာအမျိုးသားက ဆင်ကဲအုတ်ထုတ်ကိုခေါင်းမှာဟာဆောင်းထားပြီးတော့တိတ်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 လေးအဲ့ဒီအမျိုးသမီးရဲ့အိမ်ခြံစည်းရုပ်ကိုဖျက်လာပြီးဝင်လာပြီးတော့သူများအိမ်ကွင်းထဲမှာလမ်းထားတဲ့အင်ကြီးတွေကိုတထဲချင်းစီလိုက်ရွေးတယ်ရှင့်ရွေးတာသူအင်ကြီးယူဖို့သူအင်ကြီးရွေးတယ်မဟုတ်ပဲနဲ့အသွင်းခံကိုယူဖို့သူရွေးတာအဲ့လိုတိအများကြီးလမ်းထားတဲ့ဟာကိုသူအသွင်းခံပဲရွေးသွားတယ်ရှင့် ဘယ်သူဘယ်ဝါဆိုတာမသိဘူးဘာလို့လဲဆိုတော့သူကအစင်ရဲ့အုတ်ထုတ်ဆောင်းထားလို့ရှင့်ဒါကြောင့်အဲ့ဒီအမျိုးသမီးကအဲ့ဒီ CCTV ကိုယူပြီး yes ခန်းမှာအမှုတဖွင့်ထားလိုက်တဲ့ yellow cctv ကနေလိုက်တယ် yes အတော်ရှင်နောက်ဆုံးအတွင်းခံတခိုးကိုဖမ်းမိသွားတယ်အတွင်းခံတခိုးရဲ့နာမည်ကဝီရာချိုင်အသက်43နှစ်ရှိပြီဝီရာချိုင်က အိမ်ထောင်တဲ့လေရှင်ဝီရဆိုင်နာမယာရှိရဲ့ပြီးတော့အရင်တော့ဝီရဆိုင်မှာထောင်တခါကြပူပြီးတဲ့ရှင်ရဲတွေကဝီရဆိုင်ကိုအတွင်းခံပဲမှာလဲလို့ပြီးတော့ဝီရဆိုင်လည်းယူထုတ်ပြတယ်တံပေမဲ့အဲ့ဒီအမြင့်သမီးရဲ့အတွင်းခံကိုပဲထုတ်ပြတာမဟုတ်ဘဲနဲ့အတွင်းခံပေါင်း30တထယ်ကိုရဲကိုယူထုတ်ပြတယ်အဲ့တော့ဝီရဆိုင်ကအဲ့ဒီအမြင့်သမီးရဲ့အတွင်းခံကိုပဲ သွားခိုးခဲ့တာမဟုတ်ဘဲနဲ့အခြားသူတွေရဲ့အခြားမျိုးသမီးတွေရဲ့အတွင်းခံတွေကိုလည်းခိုးခဲ့တယ်။31ထည့်ရှိရရှင်အတွင်းခံကျကျရောင်ဆုံးနေတာပဲ။ပြီးတော့ဝီရချိုင်ရဲ့ကိုပေါ်မှာအဲ့ဒီမူဆေးလည်းရှိနေတယ်။ဒါကြောင့်ဝီရချိုင်ကအမားနှခုလောက်သွားလိုက်ရှင်ဝီရချိုင်ရဲ့စီထွက်ဆိုချက်ပေးတာကတော့အညတူယူဆေးစားလိုက်တယ်။စားပြီးအဲ့လိုမျိုးစိတ်ကပေါ်လာတယ်။တရှိအဲ့လိုမျိုးအဲ့လိုမျိုးလုပ်ချင်တဲ့စိတ်ကပေါ်လာတယ်။ဒါကြောင့် အာတအိမ်ပြီးတအိမ်အဲ့လိုမျိုးလိုက်ကြည့်တဲ့ဘယ်အိမ်ကအိမ်ရှိမှာအဝတ်အစားတွေလမ်းထားတာရှိလဲအတွင်းခန်းတွေလမ်းထားတာရှိလဲဆိုတာလိုက်ကြည့်တယ်တရှိရနောက်ဆုံးအိမ်တအိမ်ရဲ့အိမ်ကွင်းထဲမှာအတွင်းခန်းလမ်းထားတာကိုတွေ့လို့ချက်စီရောကြော်ပြီးအိမ်ထဲမှာဝင်ယူလိုက်တာလို့ပြောရရှင်ယူသွားပြီပါယူသွားလို့လဲဆိုတော့အဲ့ဒီအတွင်းခန်းကိုယူသွားနန်းတယ်လို့ပြောရရှင်ယူသွားနန်းတယ်လို့ပြောတဲ့အဲ့တော့ခိုးလာတဲ့30တထဲအကုန်လုံးကသူနန်းဖို့လိုက်ခိုးထားတာ ဘယ်လိုလူလဲနော်ရှင်အိမ်ထောင်ရှိရဲ့ဒါပေမဲ့အဲ့လိုဖြစ်တဲ့အချိန်သူများရဲ့အတွင်းခံကိုလိုက်ခုပြီးနှမ်းတယ်ဆိုတော့ထိုင်းနိုင်ငံမှာကဒီလိုမျိုးတတိမကြခဏထွက်တယ်နော်ရှင်အမျိုးသမီးတွေရဲ့အတွင်းခံအင်ကြီးတွေပေါင်းပြီးတွေလိုက်ယူပြီးလာနှမ်းတယ်ထက်ပြတဲ့ချေအိတ်ကိုလိုက်ခိုးပြီးနန်းတဲ့သူလည်းရှိလေတတင်းထဲမှာကြည့်ဖို့လည်းမသိရွှေအိမ်လောက်ပြဖို့တယ်လေမလို့ ဒီလောကကြီးထဲမှာဒီလိုလူစားမျိုးလည်းရှိတယ်လည်းမသိဘူးเนาะရှင်ဒါကလည်းစိတ်ယောဂတစ်မျိုးပဲလားမသိဘူးเนาะသူငယ်ရှင်တို့ရဲ့ပတ်ဝန်းကျင်မှာရောဒီလိုမျိုးရှိလားကြည့်တော့နော်ဒီ37ထဲထဲမှာသူငယ်ရှင်တို့ရဲ့အသွင်းခံပါပါနေမှာနော်ပါရင်ရဲစခန်းမှာပြန်သွားယူလို့ရတယ်။အော်ဝီရချာရဖန်းခံရမှာတတင်းထွက်တော့အခြားအမျိုးသမီးတွေလည်းရဲစခန်းကိုသွားကြတယ်ရှင်။ သူတို့အသွင်းခံကိုလည်းဝီရချိုင်ခိုးသွားတယ်လို့ရဲကိုအကြောင်းသွားကြားကြတယ်အဲ့တော့ဝီရချိုင်ရဲ့အပြစ်ကအများအများကြီးဖြစ်သွားတဲ့ကိုရဲ့အသွင်းခံကိုတေချာကျူးဆိုင်ကြပါရှင်ပြီးတော့အသွင်းခံလည်းစေပေါ်တော့မဟုတ်တော့တထက်အ60 90 100 200ပေးရတဲ့ဟာတွေလည်းရှိတယ်ကျူးဆိုင်ပြီးလမ်းကြပါရှင်